ဒီတစ်ခေါက်မှာတော့ဆရာကြီးတော်လာဆွေရဲ့1969ခုနှစ်စာပေဗိမာန်စုရစာအုပ်ဖြစ်တဲ့သရဝါတို့ဤတန်တရားစာအုပ်မှာသရဝါတို့ဤတန်တရားဆိုတဲ့ဝိထုတူလေးကိုတင်ဆက်ပေးခြင်းပါတယ်။သရဝါတို့ဤတန်တရားမြို့နေလူတန်းစားတွင်ကြံ့ကြက်ကိုကိုယ်တိုင်ရိုင်းနှက်ချက်စားခြင်းသည်များစွာမရင်ကျေမဖွဲရမှုဖြစ်တော်လဲတောနေလူတန်းစားများမှာကကိုယ်အိမ်ဧည့်သည်ရောက်လာ၍အိမ်ပေါက်ကြက်တကောင်ကိုဝိုင်းဝန်းခက်ချက်ပြုတ်ကျွေးမခြင်းသည် လွန်စွာမှပျော်ကံပေသည်အဲဝေကြည်ဝင်လာပေသည်ဈာနာချက်ကမျိုးများပင်ဟင်းလျာကို အစိမ့်တော်၎င်းချက်ပြုတ်ကျော်လော်ပြီးသားတော်၎င်းအချိန်မရွေးရနိုင်၍တောရာများ၌ထိုသို့မရှိအိုစရင်တို့အိုစရင်ကဲကိုဟောင်ကိုကျဲနိုင်မှထင်းတပွဲအချိန်မီရနိုင်ပေပြီထို့ကြောင့်တောရာဒေသများတွင် ကိုအိမ်ပေါက်ကြက်ပဲကိုကိုဟောင်ကိုရိုင်းညက်ချက်စားခြင်းသည်ဘာမျှမဆန်းပြုသင့်ပြုရသောအကြောင်းရင်းတစ်ရပ်ဖြစ်နေရာ ကျွန်တော်ဒီတောရွာတဲ့မွေးဖားကြီးလင်းခဲ့သူဖြစ်တဲ့အတိုင်းအီတလီကိုယခုတိုင်ကျင့်သုံးရရှိပါပြီကျွန်တော်ဤနေအိမ်မှာခြံနဲ့ဝင်းနဲ့နေနိုင်သောရန်ကုန်မြို့ဤစင်ကြုံရက်ွက်တင်ဖြစ်၍ကြက်ကိုမပြတ်ဝင်းယူထားပါပြီယခုတို့မိုးရင်းဆိုရင်ဘဲနဲ့ကြက်တမောက်လောက်ဖောက်ထားလိုက်ပါပြီထို့ကြောင့်ကျွန်တော်အိမ်၌ဟင်းမကောင်းသောထမင်းပွဲဟူ၍အင်မတန်ရှိခဲလာ၏ဈေးမှာအမဲသားငါမစားလိုသောအိမ်ကကြက်ပဲ ဤသို့ပြုလုပ်ခြင်းသည်လောကုတ္တရာအတွက်မကောင်းသာဆိုကြမည်ဖြစ်တော်လဲယခုမျက်မှောက်တွင်ဖြင့်အတော်ပင်ဟန်ကြလာပြီ။ကြက်ဘဲဖို့လဲမကုန်ကြီး။တခါတည်းများနေလင်ကိုကပင်ရောင်းစားလိုက်ရသေး၏။ထို့ပြင်လက်လက်ဆက်ဆက်တန်တန်ရှင်ရှင်နဲ့စားရ၏။ရန်ကုန်မြို့တွင်ဈေးကကြက်ဘဲတက်ဖြတ်ပြီးသားဆိုလင်အလကားပေးတော်လဲကျွန်တော်မစားလို့ပဲ။ရေထုံးလွန်လာ၏။ပိုင်းမြင့်ထိုးသွင်းခြင်းဖြင့်၎င်းရေမြင့်တက်ခြင်းဖြင့်၎င်းအရှင်60ကျက်သား80ကျက်သားကောင်ကို 60ကျပ်သားတပိတ်တာကောင် ဖြစ်အောင်ပြူထားကြ၏ဤသည်ပင်ခိုးခြင်းတမျိုးဖြစ်၍သက်ဆိုင်ရာကတားမြင့်ပေးဖို့ကောင်းသည်ဝဲသူမှာတပိတ်တာဖို့ပေးခဲ့ရတော့လဲ85ကျပ်သားများရသည်ပြင်အရသာမှာလွန်စွာညံ့ဖြစ်လာ၏ကျွန်တော်အိမ်တို့လာရောက်လည်းပဲကြတော့မိတ်ဆွေတို့သည်ကျွန်တော်အိမ်ကကျပ်သားပဲသားဟင်းသည်ကောင်းသည်ဟုချီးမွမ်းကြ၏ဘာကြောင့်ကောင်းကြောင်းကျွန်တော်ကပြောပြသောအခါသူတို့နှက်ခေါင်းရှုံကြ၏ခမရမို့လုံရတယ်ဟုပြောကြ၏ ဒီတော့ကျွန်တော်ကရေတရားလိုလိုတော့ပြောရင်ဒီမှာကိုယ့်လူတို့ရဲ့ဝိညာဉ်လောကကိုမယုံဘူးလားဝိညာဉ်ရဲ့အမျိုးမျိုးတွေကကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့နေရာမှာအမြဲရှိနေတာပဲအဲဒီဝိညာဉ်တွေကလိုချင်ရင်ခေါ်လို့ရတယ်သို့သောအပိုင်တော့မရဘူးခတ္တငါလိုတော့ပဲဖြစ်ဖြစ်ခမဘာလို့ဝိညာဉ်မျိုးလိုချင်တယ်လဲဆင်ကနေပျက်စိတ်အထိရတယ်လူဝိညာဉ်လည်းရတယ်ကြားလို့ပဲခမကိုယ်တိုင်လည်းလူဝိညာဉ်တွေခေါ်ပြီးဝင်းမှုထားကြလို့ အခုခမည်းတော်မှာသားသမီးတွေနဲ့ဖြစ်နေကြတာပေါ့ခမည်းတော်ဘယ်လိုခေါ်တယ်လဲဆိုတာခမည်းတော်ဟာခမည်းတော်အတီးသို့တော်လဲခမည်းတော်ဟာကိုကကြွေးမွေးရမယ့်တတဝါရဲ့ဝိညာဉ်သာခေါ်ထားတတ်ပြီး ကိုကစားရမိဟာတော့ခေါ်ပြီးမမွေးကြဘူးကျွန်တော်ကတော့ကြက်ရဲ့ဝိညာဉ်ခေါ်ခြင်းတယ်နော်ကြက်ဖားနဲ့ကြက်မမွေးထားလိုက်တာပဲဘဲဝိညာဉ်ခေါ်ခြင်းဘဲမဝတ်တဲ့ခြင်းနဲ့ဘဲဥထည့်ထားလိုက်တာပဲဟောကြက်ဆိုရင်သတင်း၃ပဲဘဲဆိုရင်၄ပဲကြားတဲ့အခါမှာ ကြက်ဘဲဝိညာဉ်တွေရောက်လာပြီကြက်ကောင်ဘဲကောင်လေးတွေထွက်လာရောခင်ဗျာအဲ့ဒီတော့ကျွန်တော်တို့ကသူတို့ကိုအန်ဒီရဲ့မျိုးမျိုးကကာကွယ်ပြီးကြည့်ရှုစောင့်ရှောက်ကြည့်မိထားတယ်အဲကျွန်တော်အတော်လို့တဲ့အခါကျတော့သူတို့ဝိညာဉ်တွေကိုပြန်လွတ်လိုက်ပြီးကျွန်တော်ပြုစုကြည့်မိထားတယ်အဲ့ဒီဘဲကိုကြက်ကိုတွေကိုချက်စားတယ်ဗျာကဲဒါနီးလည်းမကြဘူးလားသူများအသက်သက်စားရနိုင်ဤကဲ့သို့ပင်ရဲတန်းတွေးနေတော့ကျွန်တော်ဒီပင် တကြိမ်သောအခါ၌တတဝါတစ်ခုအတွက်မှမျောလင်သောဘီးငါတက်ခဲရပုံကိုပေါ်ပြလိုပါသည်လူတို့တွင်ငယ်ပေါင်းကြီးပေါ်ဟု၍ရှိလျာယခုရန်ကုန်မြို့တွင်ကြီးမအဖော်ဖြစ်ကြကုန်သောကျွန်တော်ဤကြီးပေါ်တို့သည်အထက်၌ပေါ်ပြခဲ့သည့်အတိုင်းကျွန်တော်ကြက်သက်စားသည်ကိုပင်အံ့ဩနှာခေါင်းရှုံကြသော်လည်းကျွန်တော်ဤဇာတိဌာနေ၌ရှိသောကျွန်တော်ဤငယ်ပေါင်းတို့ကကျွန်တော်အားငါးကိုပင်တက်ကြွေးကြပါ၏ကျွန်တော်တို့သည်ထုံညသာကိုနွားကောင်းလုံးပေါ်၍ ပွဲတော်တည်ကြပြီအချိန်ကညနေဆောင်လွားချောင်းကပြန်လာကိုဆောင်းရင်ပလင်းထောင်နေကြပြီအမဲသားကိုဖျက်ရန်ဓာမများလဲညနေအောင်တွေးပြီးကြပြီ ဖောက်တဲ့ယူနီအမဲတဲ့မှလဲအကြောင်းကြပြီးပြီတပိတ်သားမျိုး90လားမျိုးယူပြီးအိမ်များကိုလဲတီတိုးသတိလွန့်ပြီးပြီအကြောင်းမှာကျွန်တော်တို့ဒီ15 16 18နှစ်ပိတ်တာအတိ ထွက်နိုင်သောနွားငယ်တစ်ကောင်ကိုတံပိုးဖြဲ့၍အမျက်ကိုစားကြပြီးအရင်းကိုရအောင်ရောင်းပြီးဤကိစ္စကရန်ကုန်မှခိတပြန်လာတော့ကျွန်တော်အတွက်ကျွန်တော်ငယ်ပေါင်းများကသူတို့သဘောဝအတိုင်းစီမံကြခြင်းဖြစ်ပေသည်ကျွန်တော်ဆိုတဲ့ကျွန်တော်ကလည်းအစားအသောက်ရဲသူပြီးပြီးဒီလိုနွားသားနွဲ့ကလေးကိုဝမ်းနွမ်းသာအစုံနဲ့ပူပူနွေးနွေးလက်လက်ဆက်ဆက်စားလို့လာပြီးပူပူနွေးနွေးလက်လက်ဆက်ဆက်ဆိုရနိုင်လက်လက်ဆက်ဆက်ကိုတော့မိတ်ဆွေသိပြီးပူပူနွေးနွေးကဟင်းကျက်ပြီးတော့မဟုတ် နွားပုံမှဖြတ်လိုက်၍သွေးမအေးမီကိုရေမစေးပဲတုံးတစ်ကဟင်းအိုးတဲ့ထက်ချက်ဒီကို ဆိုလိုသည်စားသောအသားများသည်နွားကိုဖြတ်နေကြလူမှအကောင်းဆုံးသားကိုသိမိအသားညာအစုပ်ညာဝမ်းနှောမှပိုနေရသည်နီယာတူလီနှုတ်ကစားသောအသားစားကလေးများ အတွန်းမူဝူပူသာ နွားကလေးညူညူ၏ရင်တူသာတင်ပစုံသာ ပေါင်သောဟုတ်ပစိုးကျမ်းမှာ တယုန်တိုင်းဥချီဘူးဥနု၎င်းတို့ကို အသေးနှလုံးနှင့်ရောချက်သူ့အရင်နှင့်သူ လုံးပြီးနောက်ရေထက်ထိုယေရှုသည်မှစ၍ဝါရတဲ့ဟာကစပြီးခတ်စားပါလော့ဒါမျိုးချက်စားနေကြစားနေကြလူသည်ဘယ်သိန်းကအရင်စပြီးခတ်စားရမည်ကိုသိ၏ကျွန်တော်သည်ရန်ကုန်မြို့ကဟိုတယ်ကြီးများ၌တကောင် တိုင်းပြည်ပြည်ကြီးတို့၏တန်ယုံဧကန်ပွဲများတွင်၎င်း အထက်တန်းကြကြ အစားအစာမျိုးမျိုးကိုဝီစကီဘရန်ဒီရှမ်ပိန်းဝိုင်းစားဒီကိုပြန်စားတော့ပြပါ၏သို့သောပေါ်ပြပါနွားနွေအသားဆောင်ဟင်းတစ်ချက်အိုးအိုးချက်အရက်နဲ့စားတော့ရတော့ဂရုမတွေ့တာဟုဆိုခဲ့တော့တင်ယုံကျင်မှယုံပေသည်ပြောမယုံကြုံဘူးမှသိဤကိစ္စမျိုးကျွန်တော်ဆက်မပြောတော့ပါလိုရင်းကိုသာရေးပါတော့မည်ထုံနေထိုအချိန်တိုင်းကျွန်တော်တို့ထိုင်ပြီးအရက်တောင်းနေကြသည်မှာအသက်80နီးပါးဖြစ်ပြီး ကာလာကအိုးကြီးကတယောက်ကျွန်တော်လို40ကျော်50မိသားတွေက3ယောက်နဲ့ပေါင်း5ယောက်နေရာမှာထိုးမွားကလေးရှင်ဤအိမ်ရှိဘူးစဉ်အောင်တောကလထိုင်တောသပွဲချမ်းတို့နဲ့အမီးမှာငေုပ်ဆက်ဆက်မယန်းတိငပီထောင်းမြက်မြက်ကလေးတောင်ရပေါ်မှာမြို့မှာလိုဖန်ကွက်ကိုယ်တင်နဲ့ဗျိုင်းလူမောရတယ်ဟုတ်လက်ဖက်ရည်အကျန်းတပကံနဲ့တယောက်ကပလင်းကန်၍ခွတ်မော့လက်ကြရည်တောသားတို့တလေး လူ9ယောက်ပလင်းနှလုံးလဲသောအခါ၌နေဝင်ဤတယောအချိန်ဖြစ်၍နွားသုံးပေါင်ခြံထဲဝင်လာသည်နွားဝူကြီးတရှင်းနှင့်ကျွန်တော်တို့သက်စားကြမည်နွားပေါက်လေနွားကလေးသည်နွားဝူကြီးလိုအိမ်ဒီမယကလေးပြီးပြီးခြံထဲကခရမ်းကြွက်ကလေးလိုပေါ်ပါဗဇက်တယန်းလာသည်နွားဝူကြီးများကသူ့ချီတိုင်နှင့်သူရောက်ကြတော့လေဤနွားကလေးကခရမ်းကြွက်များလျှောက်စားနေ၍နွားချောင်းသားကသွားဆဲယူပြီးခြေရသည် အရှင်ကိုဖိုးထင်ကကျွန်တော်ဟာဘိုးချင်း ဒါလေးပဲကွာဟင်အထီးလေးပါလားအထီးပေမဲ့ဒီရွယ်မှာနတ်မာသားနဲ့ဘာမှမထူးပါဘူးကွာနုနုထုထုတ်ကလေးပဲကျွန်တော်ပြောတာကကြီးအောင်မေးရင်အဖိုးတံပဲပြောတာအေးပါကွာဒါပေမဲ့ငါသူ့ထားမနေနိုင်ဘူးကွာသူ့ထုခွဲရင်မိုးဥကြအသုံးလိုတာလေးတွေရမယ်အိန္ဒိယနိုင်သူ့ထုခွဲမှဆိုတော့စကလုံးဒီတိုင်းနိုင်ကြလာကြည်ဒီမကြမီပင်ပေါ့စိန်ရင်ထုပြီးခွဲကြဖို့စီမံနေကြသည်မဟုတ်လား ။ဤတွင်ပေါ့သိန်နှင့်ထူးမြင့်မောင်ကိုမောင်ထီက "No ကိုထင်ရ။မဲအရင်ပြောတော့ဒီဟာလေးကိုချောင်းသားကျော်စင်ကမွေးဖို့သူ့ဝက်နဲ့လဲကျင်တယ်ဆို။ငါကဒဲလဲကျင်တော့ဘယ်လဲနိုင်လဲကွာ။အလိုက်ပေးဆိုတော့ပေးစရာမရှိဘူးခဲ့။သူ့ဝက်ပေါ်ရောင်းတော့ငါနွားတော့ရမှာမှမဟုတ်ဘူးကွာ။ထိုကကျွန်တော်ကခမရနွားဖို့ရအောင်နွားပွဲချရောင်းလိုက်ရောပေါ့။နှစ်ချီလေးပြ။နှမျိုးစရာ။ဟုတ်တယ်ကဟာ။ ွဲကြယုံတော့နွားဖို့ပဲရမှာပေါ့ကအခုတော့နွားဖို့ရမယ်ကိုလည်းနှင်းစာရမယ်노ဘီမင်းရောက်တာနဲ့အစင်တဲ့နေတယ်မှောက်လားကွာကဲသူ့စေတနာကကျွန်တော်ပဲဥလဲ့နေတယ်တော့ကျွန်တော်မပြောတာပြီထိုချင်းရဲ့သူ့သားလေးဒီနွားများကိုဘဲနှုတ်ရေးတတ်ရာနွားကြီးလဲကိုနွားကြီးတွေကိုသာတိုက်ရနွားလေးကိုမတိုက်တော့ဒီအခုတက်တော့မိဘာလို့ဘဲနှုတ်အကုန်ခံနေအောင်မလဲဟုယူဆပြီ နွားကလေးကငွားကြီးများတောင့်နေရစီသို့ဥတီ၍ရုံနာရှိလက်တစ်ဖက်ကခွာကလေးတလျက်ရက်လုံနေသည်နွားကလေးခရမ်းရွက်တွေဝါး၍ဝင်လာတဲ့မြင်ကလေးကဒါလေးဟာသူ့တက်တော်မှာကိုဘယ်တိမှလည်းသူစိတ်ထင်းအောင်မြင်ခဲ့ပြီးတော့ကျွန်တော်ဒီယခုအချိန်ဒီကိုမြင်ရပြီး၌ဒီနွားကလေးအသားစားခြင်းသိကုန်ခန်းလေပြီနွားကလေးဒီသူ့ရှိသူခါတိုင်းသူဖွဲနှုတ်ရေအိုလာချလိုက်မိဟုမျော်လင့်ရုံးကန်နေသည် သို့သောအချင်းဒီဖွဲလူရေးပြောသောလူငယ်ကကျွန်တော်တို့အတွက်နောက်ထပ်ချဲ့ရဲဝယ်ရန်သူ့စိုက်ကားကလေးနဲ့သူသွားနေပြီသူတို့အိမ်တော်သည်လက်လဲလှုပ်၍စိုက်ကားလဲနင်းကြသည်ကျွန်တော်သည်ဤအိမ်ကဟာဤမိချာတွင်နွားကိုသက်စားခဲ့ကအခါခါရှိခဲ့ပါပြီသို့သောဟိုတုန်းကဒီလိုတနာစိတ်မပေါ်ခဲ့မပေါ်တာမှလည်းအကြောင်းနှစ်ကြောင်းကိုကျွန်တော်တွေ့ရ၏တဲ့ ယခုလောက်ကျွန်တော်အတတ်မကြီးသေးနှစ်တန်းမြင့်မားကိုယခုလိုမျက်မှောက်နိုင်ထားကကြာကြာကြည့်နေခဲ့ရဟိုတုန်းကဆိုရင်ကျွန်တော်တို့ဒီအရက်ကိုအိမ်ပေါ်၌တောက်ကြကနွားကိုအိမ်အောက်မှာတယောက်ကထူ၍ကိစ္စပြီးမှဆင်းလာပြီးဖက်ကြသည်ထိုကား၌ကျွန်တော်သည်ကူ၍ပင်ပြီးပါ၏ယခုကနွားကလေးခြံထဲရောက်ရင်ရောက်ချင်းဆိုကဒီကိစ္စတွင်ကျွန်တော်မှဘာမျှထူးခြားမည်မဟုတ်ပြီသို့သောအရက်လူကြီးများက မင်းတို့ဟာတိတာပြီးပြီမမြင်စေနဲ့ကွာဟုမှားချထားသောကြောင့်နေဝင်မိုးချုပ်ဆောင်၍ခါတိုင်းအတူစားနေကြရဲဘော်၅ရောက်အနှဲ့ကျွန်တော်စိတ်တကကြာဆုံးနေပါပြီနှုတ်မှထုတ်ပြော၍တားလိုက်ရန်ကလည်းကို့အတွက်နဲ့သူတို့အစီမံကိုဖျက်ရန်တင့်လျော်နေမဟုတ်ထို့ကြောင့်ကျွန်တော်စိတ်ကိုရဲစေးတင်ပြီးဟုဟိုးတန်ငယ်ပြန်ရောက်လာပြီးကိုအရက်ကိုခွက်စင်ကျွန်တော်တောက်နေသည်လူကမူးပါပြီသို့သောအရက်တော်မှာငိုခြင်းသောသူကိုပုံမူစေ၍ ရဲကျင်သောသူကိုပူရင်စီရစီကနွားကလေးအပေါ်၌ကျွန်တော်ဤတနာစိတ်မှာအယံမူးလေးပူလင်လေးဖြစ်တော်သည်နှင့်နောက်ဆုံးတွင်ကျွန်တော်ထိုင်ရမှထားကကဲကျွန်တော်ပြန်နေမယ်ဗျကျွန်တော်အဖေကဒီညမှောင်အောင်မလီပါနဲ့လို့မှားလိုက်ဟုမူသားတုံရတော်သည်သူတို့အားလုံးပင်အံအားတင်ကြကဟာဘိုးချင်းရဘယ်နဲ့တော့အခုကိစ္စလုပ်ရတော့မှာဟာမှောင်နေရင်မဖြစ်ပါဘူးဗျအပြေဆူလိုက်မယ်ဘိုးချိုခမည်းလည်းကြိလုပ်ခဲ့တော်ပြီဘူး ဆိုတာကျွန်တော်ဇွတ်ထွက်ခဲ့တော့ဒီနေ့ကျွန်တော်တို့အပိုင်းမှာကျွန်တော်နဲ့အတူပါလာခဲ့တော့အသက်20ရယ်ကာတောင်းဦးကြီးကလည်းဟေးငါလည်းပြန်မယ်ဦးဆိုတာထားလိုက်လာနေတော့ဒီကျွန်တော်ကကျွန်တော်စိတ်ကြောင်းပုံအကျိုးအကြောင်းပြောပြဒီနေ့အဖိုးကြီးကလည်းအေးငါလည်းပဲမင်းလိုပဲကွာနွားလေးကိုကြည်ရင်ကြည်ရင်တနာလာတယ်ဟိုတုန်းကတော့ကိုကိုတိုင်ကျဲခဲ့တာမျိုးဆိုပေမဲ့အခုတော့အသက်ကစကားပြောလာတယ်ကွာထိုအခိုက်ကျွန်တော်တို့နောက်မှာ ခြေတံဖုတ်ဖို့ဖုတ်ဖို့ကြာရောကြီးလှည့်ကြည့်လိုက်တော့ကျွန်တော်တို့နဲ့အတူလာခဲ့သည်ဖြစ်သောကိုမောင်ချိုပြေးလိုက်တာဒီနဲ့ကျွန်တော်ကဟာဘိုးချိုဘာလို့ပြန်လာတာလဲခင်ဗျားတို့ကိစ္စခင်ဗျားတို့လောက်ကြရောပေါ့ဟာဟိုလူကခုညမင်းမရှိတာနဲ့မလုပ်တော့ဘူးကဲကွာလက်ပြန်မှာမင်းခေါ်ခဲ့တယ်ကျွန်တော်ကရင်ထဲရှိတာဖွင့်ပြောတာလက်ပြန်လဲကျွန်တော်မလိုက်တော့ကြောင်းဒါဖြင့်ငါပဲသွားလုပ်ပြီးမင်းစားဖို့ကြည်ယူခဲ့ပါတော့မယ်ကွာသို့တော့နောက်တနေ့ညဘိုးချိုပြန်ရောက်လာတော့အခါတိုင်း သူ့မှာပါလာတာအမဲသားမဟုတ်ဝတ်သားဟဲ့ဘုံချိုးခမရတို့ဟာဘာဖြစ်လာတာလဲမနက်ခင်းကပဲချောင်းသားကြော်စင်ဝတ်နေလဲပြစ်သွားတဲ့ကွာကြော်စင်ကတက်ငယ်တရာအလိုက်ပြီးတဲ့ထုံမွားကလေးသည်ယခုမိုးကြအခါတွင်ကိုကြော်စင်တွင်ချောင်းသားရွာ၌ထွက်သစ္စာမျက်နှုတ်ကလေးတွေစား၍မြူးထူးပျော်ဝနေလိမ့်မည်ကျွန်တော်နှင့်အတူမွားကလေးနုနုသာပူပူနွေးနွေးတွင်မအေးမီချက်တာကို စားရအောင်ကိုပိုးတင်တို့အိမ်သူလိုက်ခဲ့သောအသက်90ရွယ်ဦးထွန်းစင်ကလွန်ခဲ့သောနာကပင် လူကြီးယောဂာနဲ့ကော်လင်သားကြောင့်စာရ၏ကျွန်တော်လည်းမိမိကိုမိမိအဖြေမပေးနိုင်သောမိခွေတစ်ခုကိုမေးလိုက်မိလေသည်မင်းကဘယ်တော့ပြန်ပါလဲဒီဝိတုဒူလေးသည်ဆရာကြီးတော်လာဆွေရေးသားထားတဲ့တရဝါတို့၏တန်တရားစာအုပ်မှဝိတုဒူလေးဖြစ်ပါပြီကျွန်တော်ရဲ့ channel လေးကို ဝင်ရောက်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံပေးကြပါမယ်